သားလေးတိုင်တော့မဟုတ်ဘူး။ကိုအောင်တော့နေဖို့ခိုင်မ။အားလုံးတူတူပါပဲလား။လက်သေးကိတ္တရီကအစာတူနေတာ။တန်ကြမ်းမွေးကစားတော့ဒီလိုချင်းနေရောက်နေတာမထင်ဘူး။ထိုင်တဲ့ချိန်လည်းမထိုင်ဘူး။ရှောက်တဲ့ချိန်လည်းမရှောက်ဘူး။အဲ့ဒါဆရာဝန်ပြတ်ကြလို့မှအုံထောက်အားနည်းရောဂါလို့သိတာ။အောင်ရှော်နေမှာ။ကြောက်တော့သူကြရင်တွေးနေတယ်။တနေ့နေ့တော့ပြန်တွေ့မှာပါ။ ဟိုဒီကြားထဲအမကြီးရွှမ်းဖြေလို့ရအောင်တန်ချောင်းကိုခေါ်သွားပါလားဟင်းပြေးတဲ့ကောင်ဟင်းဟင်းမင်းကိုလာခေါ်တာလေလိုက်သွားလိုက်ပါဟင်းဟင်းပြေးသွားပါဦးဖမီးလေးခဏလိုက်သွားလိုက်လေဟင်းမာကျွန်တော်လည်းချစ်ပါတယ်ဗျာဟိုဘာလဲဟုတ်ကဲ့ ဒါကျွန်တော်အကူနဲ့ကျွန်တော်လည်းပြောထားရလေရှိပါတယ်အကူနဲ့ကျွန်တော်နေရတွေ့လို့ရှိရင်အမြဲတမ်းကဇလန်းအကြောင်းတွေထိုင်ပြောနေကြပါတော့နော်အာသူလည်းသူရိုက်ရှင်တဲ့ပုံစံကျွန်တော်လည်းကျွန်တော်လွတ်ကျင်တဲ့ပုံစံကျွန်တော်ကြည်ကြတာလည်းရှိတော့အဲဆိုအကူနဲ့ကျွန်တော်လည်းအမြဲတမ်းအဲ့လိုပဲလပေးတိုင်းထိုင်နေဆိုင်ထိုင်နေကျွန်တော်တို့တကယ်ချင်းနေအုပ်စုလိုက်ထိုင်ပြီဆိုရင်ဇလန်းအကြောင်းတွေပဲပြောပြတာပါလောက်ရှင်တာပေါ့စုပြီးပြောပြတာများဆိုနောက်ပိုင်းအကူနဲ့အားကြီးပါတော့ပြေးပြေးချင်းလောက်ပါလို့ရှိပါဘူးစီနီယာဖြစ်တဲ့ဘုရားတောင်းတာပေါ့အမြဲလေးလေး ခွန်ကတော့ဗျာကျွန်တော်စီနီယာလည်းဖြစ်တယ်ပြီးတော့ဒီနေ့ကလည်းအားပေးခဲ့ရတဲ့မင်းသားတယောက်ပေါ့ဘယ်ဖြစ်ဖြစ်ဒါကိုထုံးရဲ့တန်ချောင်းဆိုတဲ့ကားဆိုရင်ကျွန်တော်တို့အရင်ဆုံးကတော့အရန်ကိုအားပေးခဲ့ရတဲ့ကားအကြောင်းမှာအရန်မိုက်ပြီးတော့အခုလိုမျိုးကျွန်တော်လူမိညာလောကရောက်လာတဲ့အချိန်မှာလည်းကိုအားပေးခဲ့ရတဲ့သူတွေနဲ့အခုလိုပြန်ဆုံပြီးတော့ပြန်လုံခွင့်ရတယ်ကိုနဲ့ဆုံလေးခွင့်ရတယ်ဆိုတာကျွန်တော်တို့ဒီဘဝမှာပေါ့နော်ဒါလုံးဝမှတ်တိုင်တစ်ခုပေါ့နော်ဆိုတော့ ကိုထုံးရဲ့ဒါသေဥဆောင်မှုတွေပါလေဆိုတာကကျွန်တော်တော့ဝေဖန်ကြကိုမရှိပါဘူးကျွန်တော်ကအတူတူရတယ်ကိုထုံးလည်းကကျွန်တော်လည်းတဟူဒီဆိုတော့အဲကျွန်တော်တို့နိုင်ငံချင်းနေစုပြီးတော့ဗောနော်ပေါင်းရထားတဲ့ဇလန်တိုလေးမှာပဲတဟူဒီဗောနော်အဲကားလေးမှာပဲဆပ်စပန့်ပေါ့အဲကားလေးမှာပဲစုံမှုရဲ့ကိုနေကကိုထုံးနဲ့တရားမစုံပါသေးဘူးဒါပေမဲ့နောက်ပိုင်းနေကျွန်တော်တို့တရားစုံပြီးတော့လုပ်ဖို့လည်းကျွန်တော်ပြောထားရရှိပါတယ် ကိုတော့အငယ်လေးကိုအရမ်းညာလေးလားသူကအရမ်းညာလေးပြီးတော့လက်တွဲခေါ်လေးသူပြီးတော့ဟိုလုံးဝစီနီယာဂျူနီယာစိတ်မျိုးမဟုတ်ဘဲနဲ့လောကဘော်ဒါအစိတ်ပဲထားတယ်ကျွန်တော်ကဘာလို့လူတိုင်းပုံမှာကျွန်တော်တို့လည်းဆိုတာဟိုဆိုးတယ်ဘောနော်ခင်လာလဲကြာပြီဆိုတော့ကိုတို့လည်းအာဟိုတယောက်တယောက်လောကဘုံမျိုးဘာမှဗျာဟိုလိုမျိုးကြီးမရှိဘူးဗျာဟိုလိုမျိုးသူစီနီယာငါဂျူနီယာဆိုတော့စိတ်လုံးဝမရှိတော့ဘော်ဒါဘော်ဒါအကန့်ပဲအလုပ်လုပ်တဲ့အချိန်မှာလည်းသူအငယ်တွေရမ်းညာတယ်အငယ်တွေကိုရမ်းဆပ်ဖို့ပြီးရမ်းဖြစ်စေခြင်းလေးအာမြင်ရတယ်ဘောနော်